ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အမေရိကန်ကတရုတ်ចောင်းသားဗီဇာတွေကိုပြန်လည်ရုပ်သိမ်းတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဗီယိုကတော့အမေရိကန်အနေနဲ့တရုတ်ចောင်းသားတွေရဲ့ဗီဇာတွေကိုပြန်လည်ရုပ်သိမ်းတော့မယ်လို့ဗိုလ်တော်ဦးနေ့မေလ28ရက်နေ့မှာကြေညာခဲ့ပါတယ်အဲ့ဒီထဲမှာတရုတ်ကွန်မြူနတီပါတီနဲ့ဆက်ဆံမှုရှိသူတွေဒါမှမဟုတ်အရေးပါတဲ့နယ်ပယ်တွေမှာပညာသင်ကြားနေသူတွေပါဝင်ပါတယ် ်အမေရိကန်မှာပညာသင်ကြားနေတဲ့ထောင်ပေါင်းများစွာသောတရုတ်တက္ကသိုလ်ကျောင်းသားတွေရဲ့အများစုအပေါ်ဒီမူဝါဒကိုအသုံးပြုမယ်ဆိုရင်အမေရိကန်ကျောင်းတွေအတွက်ဝင်ငွေအရင်းမြစ်တစ်ခုနဲ့ US နည်းပညာကုမ္ပဏီတွေအတွက်အရေးအချင်းရှိတဲ့သူတွေရရှိမဲ့အခွင့်အလမ်းကိုထိခိုက်စေနိုင်တာလည်းဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်အဆိုအရဟာခတ်ထန်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒကိုအကောင့်ထယ်ဖော်ဖို့အတွက်နိုင်ငံခြားသားတွေကိုပြန်လည်နှင်ထုတ်မှုတွေနဲ့ကျောင်းသားဗီဇာတွေရုပ်သိမ်းမှုတွေကိုတိုးမြှင့်လှုပ်ဆောင်နေရတာလည်းဖြစ်ပါတယ်။ ရူဘီယိုကတော့ကြင်ညာချက်တစ်ခုမှာနိုင်ငံခြားရေးဌာနအနေနဲ့တရုတ်နဲ့ဟောင်ကောင်ကနေလာမဲ့ဗီဇာလျှောက်လွားတဲ့အားလုံးကိုပုံမိုတင်းကျပ်စွာစီစဉ်နိုင်ဖို့ဗီဇာထုတ်ပေးရေးစံနှုန်းတွေကိုပြန်လည်ပြင်ဆင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံခြားရေးဌာနဟာဆိုရင်တော့ပြည်တွင်းလုံခြုံရေးဌာနနဲ့ပူးပေါင်းပြီးတရုတ်ကျောင်းသားတွေရဲ့ဗီဇာတွေကိုပြန်လည်ရုပ်သိမ်းသွားမှာပါလို့သူကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထရန်ဆိုရရဲ့ Harvest တက္ကသိုလ်ရဲ့နိုင်ငံခြားចောင်းသားများကိုလက်ခံခွင့်ရုပ်သိမ်းမှုအပေါ်ပြည်ပရောက်တရုတ်ចောင်းသားတွေရဲ့တရားဝင်အခွင့်အရေးနဲ့အကျိုးစီးပွားတွေကိုခိုင်မာစွာကာကွယ်သွားမယ်လို့ကတိပြုထားပြီးပြည်ပဲဖြစ်ပါတယ်ခင်ဗျာ။